मिंगला वाक्म्या Revolut Burma News Channel ကနေပြီးတော့ November 30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပုပ္ပတိရီမြို့နယ်နေပြည်တော်တောင်ကျိုးလမ်းမပေါ်မှာစစ်လော်ဘီအကြီးစားမင်းမင်းနဲ့၎င်းရဲ့တပ်တော်ဆောင်တို့ကိုပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က November 29ရက်နေ့မိုးလွဲတနအိကဲအချိန်မှာတော်လိုင်းတပ်ဖွဲ့များရဲ့သတင်းများကိုစုံစမ်းရန်နေပြည်တော်ပုပ္ပတိရီမြို့နယ်နေပြည်တော်တောင်ကျိုးလမ်းအတိုင်းကားနဲ့ဆင်းလာတဲ့အကြမ်းဖက်စစ်တပ်လော်ဘီအကြီးစားမင်းမင်းနဲ့နောက်လိုက်၃ဦးတို့ ုံကိုလမ်းမိုင်းတဏီယာအရောက်မှာဗိတ်တနုပ်ပြည်သူကာကွယ်ရေးတပ်မတော်နမောင်မြို့နယ်အခြေစားဂျိုးဂျာနီတပ်ရင်း BO7 ရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့ရာလော်ဘီမင်းမင်းနဲ့၎င်းရဲ့နောက်လိုက်တပ်တော်ဆောင်တအုပ်တို့တိတ်ဆုံသွားတယ်လို့သိရပါတယ်။ကျန်တဲ့နောက်လိုက်တအုပ်ကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။ သူနဲ့သူ့ရဲ့တက်တော်ဆောင်တို့ကဓာတ်နဲ့ပြန်ပြီးတော့ခုခံလို့ပြစ်ခတ်ရှင်းလင်းလိုက်တာနေပြည်တော်အပိုင်ထဲမှာပဲတောင်ကျုံနားမှာပေါ့သူ့ရဲ့လုပ်ရက်တွေကမကွေးတောင်တွင်းနတ်မောက်အဲ့ဒီနေရာတွေမှာလှုပ်ရှားတယ်ကြော်စိုးဦးလိုမျိုးမီဒီယံပုံစံမျိုးနဲ့အလုပ်လုပ်တယ်တရင်ပေးတယ်ထောက်လန်းရေးတွေဘာတွေဆိုရင်လဲသူ့ရဲ့တပည့်တွေနဲ့ဝင်းတယ်သူ့ကိုယ်တိုင်ပြည်သူတွေကိုရိုက်နှက်တာရွာတွေကိုမီးရှို့တာတတ်တာတွေလည်းမနှဲတော့ဘူးပြည်သူတယောက်ဆိုရင်သူရိုက်နှက်တာကိုမခံနိုင်လို့တရားဘော်ကနေခုံချပြီးတော့အဆုံးစီရင်ပြစ်လိုက်တာရှိတယ်လို့နတ်မောက်မျိုးနဲ့အခြေစားဂျိုးဂျာနီတိုက်ရင် BO7 ကတောင်းရှိသူတို့ကပြောကြားထားပါတယ်အချမ်းဘတ်ဆက်တက်က လော်ဘီမင်းမင်းကိုတနက်အတူတလက်အရှိတလက်ပေးထားတော့လေတိခတ်ရှင်းလင်းတဲ့အချိန်မှာဓာတ်ရှိများတာပါလာတယ်လို့သိရပါတယ်တိခတ်ရှင်းလင်းတဲ့အချိန်မှာဓာတ်နဲ့ပြန်လည်ပြီးတော့ခုခံတိုက်ခိုက်မှုတွေရှိခဲ့တော့လေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်တပ်လော်ဘီမင်းမင်းဟာမလေးရှားနိုင်ငံမှာအလုပ်လုပ်ပြီးတော့လင်းယုံပရဟိတအဖွဲ့အမေရိကန်ထူထောင်က ပြည်တွင်းမှာရှိတဲ့သွေးတောက်အဖွဲ့အစည်းလက်နက်များအလူခံခြင်းမဘာတာနဲ့အမျိုးသားလှုပ်ရှားမှုမှာပါဝင်ခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။လူမှုကွန်ရက်များကနေတစင်စစ်တပ်ထောက်ခံတဲ့လှုပ်ရှားမှုများ NLD ပါတီဝင်များကိုရှင်းလင်းရန် PDF များကိုရှင်းလင်းရန်လှုပ်ဆောင်ခဲ့သူတအုပ်လည်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့မလေးရှားကနေပြန်လာပြီးအညာဘက်မှာပြည်သူ့ဆက်ပြူစောတိအဖြစ်နဲ့လုက ାଇ နေတဲ့အချိန်မှာပြစ်ခတ်ခံရပြီးတော့တေဆုံသွားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းရေပိုင်နဲ့အတွဲမှာငါးဖက်နေတဲ့ ထိုင်းငါးဖမ်းဆက်လေကိုမြန်မာစစ်ကောင်စီရဲ့စစ်သည်မော့ကပြစ်ခတ်ရာကထိုင်းနိုင်ငံသားတအူးတေဆုံးပြီး တင်းမောသား32ဦးကိုလည်းဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်အစောပိုင်းမှာထိုင်းရေပိုင်နဲ့အတွင်သွာလာနေတဲ့ထိုင်းငါးဖမ်းတင်းမော3စီးကိုမြန်မာစစ်တင်းမောတစ်စီးကပြစ်ခတ်ခဲ့ရာတင်းမောသား2ဦးတေဆုံးပြီး32ဦးကိုလည်းဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်လက်တလောသတင်းများအရမြန်မာစစ်တပ်ကထိုင်းငါးဖမ်းဆက်လီနှစ်စီးကိုမြန်မာရေပိုင်နဲ့အတွင်ကိုဖမ်းဆီးသွားကြောင်းနဲ့တင်းမောသား2ဦးဟာဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ဒီကနေ့မနက်3:30မိနစ်အချိန်ထိုင်းကင်းလက်ရေရင်ကအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာပြီးတော့ဒဏ်ရာရတဲ့သူများကိုရန်အောင်မြို့ကိုပို့ဆောင်ပေးခဲ့ ဲ့တယ်လို့သိရပါဗျ။ဒဏ်ရာရတဲ့သူများကိုစေကူတမှုပေးလျက်ရှိတယ်လို့သိရပါဗျ။ထိုင်းငါးဖန်ဆက်လေကတင်းမောသားတချို့ကတင်းမောဘော်ကနေခုံချလွတ်မြောက်ခဲ့ပြီးတော့တအူးကတော့ရင်းနှမြုပ်တေဆုံးသွားတယ်လို့သိရပါဗျ။လက်ရှိအချိန်အထိငါးဖန်တင်းမောဘော်က ထိုင်းနိုင်ငံသား၄ဦးနဲ့မြန်မာနိုင်ငံသား28ဦးကိုမြန်မာစစ်တပ်ရဲ့စစ်သည်မော့ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ထိုင်းအာဏာပိုင်များကထိုင်းရေပိုင်နဲ့အတွင်းကိုမြန်မာကင်းလက်ရေရင်ကကျူးကျော်ဝင်ရောက်မှုနဲ့နောက်ဆက်တွဲထိုင်းလေများကိုဖမ်းဆီးသွားခြင်းကိုတရားဝင်ကန့်ကွက်ထားတယ်လို့သိရပါတယ်။ဖမ်းဆီးခံထားရတဲ့၅ဖမ်းသမားများပြည်လဲလွတ်မြောက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်း6မြို့နယ်ငါးဆန်ကျေးရွာအနီးမှာအကြမ်းဖက်စစ်တပ်ရဲ့ခြေချင်းစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား3ဦးခြေပြက်လက်ပြက်ဖြစ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ29ရက်နေ့မနက်6နာရီအချိန်ကမှ6ဦးမျိုးမှရဲစခန်းကအကြမ်းဖက်စစ်သားရဲအင်အား30ခန်းကမုံရွာမန္တလေးလမ်းမပေါ်ငါးဆန်ကျေးရွာအနီးစီဆိုင်အနီးဂိတ်ဖွင့်ကခီးသွွားပြည်သူများကိုစစ်ကြေးကောက်ရန်ထွက်လာတဲ့အချိန်ရှေ့ရွက်မိုင်း၄လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်သား၄ဦးထိခိုက်ဒဏ်ရာရပြီးတော့ ၃ဦးဟာခြေပြက်လက်ပြက်ဖြစ်သွားတယ်လို့သိရပါတယ်၄ယောက်ထိခိုက်ပြီးတော့၃ယောက်ကတော့၆ယောက်တွေလက်တွေပြတ်သွားတယ်ဘသူတွေကဘယ်နေရာတွေပြတ်လဲတော့မသိဘူးတယောက်ကတော့အဲ့လိုပြတ်တာမရှိဘူးထိခိုက်တဲ့ဟာရတာတော့ရှိတယ်သေတာမျိုးတော့မရှိဘူးသူတို့ဘက်ကပြန်ပြစ်တာနဲ့ပြန်ပြရင်အပြန်အလှန်ပြစ်တာနိုင်ဝက်လောက်ကြာသွားတယ်60မမတွေနဲ့ပြစ်တယ် ဆက်လက်နဲ့ဆွဲတာရှိတယ်ကျွန်တော်တို့ဘက်ကရဲဘော်တွေကတော့အထီးကိမရှိဘူးလို့မိုးရွာခရိုင်တပ်ရင်းစက်နဲ့တပ်ခွဲတုံးတရစီတပ်ခွဲကတာဝန်ရှိသူကပြောဆိုထားပါတယ်အခုလိုမျိုးမိုင်းဆွဲတက်ခတ်ပြီးနေတော့အကြမ်းဖက်စစ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တံပစ်ခတ်တဲ့အတွက်တော်လိုင်းတပ်ဖွဲ့များကြံလဲပစ်ခတ်တက်ခတ်ခဲ့တယ်လို့သိရပါတယ်အပြန်လည်ပစ်ခတ်မှုတိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်ကြီးသူကာကွယ်တပ်ဖွဲ့ဝင်များအထီးကိမရှိဘဲနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတက်ခတ်မှုကိုမိုးရွာခရိုင်တပ်ရင်းစက်နဲ့တပ်ခွဲတုံးတရစီတပ်ခွဲ ်မုံရွာခရိုင်အမှတ်၁၂တပ်ရင်းတပ်ခွဲလေးမုံရွာခရိုင်အမှတ်၅တပ်ရင်းနဲ့ရှမ်းရှမ်းတောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတန်းဂျိုးပင်ကောင်းမြို့နယ်မှာမီတာတယူနစ်ကိုငွေကျပ်300နှုန်းနဲ့ချင်းချောက်ကောက်ခံနေတဲ့စေပိုက်အနောက်စုရွာပြူစောတီတက်စိတ်မှုကိုကိုဦးပြစ်ခတ်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ29ရက်နေ့ည8:40မိနစ်ခန့်မှာဂျိုးပင်ကောင်းမြို့နယ်စေပိုက်အနောက်စုရွာလမ်းကော်မတီဥက္ကဋ္ဌကျေးရွာအုပ်ချုပ်ရေးမှုအဖွဲ့ဝင်ပြူစောတီတက်စိတ်မှုဖြစ်တဲ့ကိုကိုဦးကို BDZM GBK PDF ဘကိုးရုံမှအခြေပြုအဖွဲ့ကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါတယ်။တည်ဆုံသွားတဲ့ပြူစောတိတက်ဆိုင်မှုကိုကိုဦးဟာစစ်တပ်အားကိုးတဲ့ပြည်သူများကိုမိမျိုးစုံနဲ့ဖိနှိပ်နေသူဖြစ်ပြီးတော့လျှက်စက်မီတာတရူနစ်ကိုငွေကျပ်300နှုန်းနဲ့ပြည်သူများထံကနေပြီးတော့ကောက်ခံနေသူလည်းဖြစ်တယ်လို့သိရပါတယ်။ရင်ဘက်ကို၄ချက်ပစ်လိုက်တာပွဲချင်းပြီးတည်ဆုံပါတယ်။လမ်းမီကော်မတီဥက္ကဋ္ဌအုပ်ချုပ်ရေးအဖွဲ့ဝင်ပြူစောတိတက်ဆိုင်မှုဖြစ်သူကိုကိုဦးကလမ်းမီတရူနစ်ကို300နှုန်းနဲ့ကောက်ခံတယ်။ပြူစောတိ9ယောက်ကိုလည်းသူကဦးဆောင်ထားတယ်လို့သိရတယ်။လက်ပစ်ဘုံတွေကအစသူကစစ်တပ်စီကယူပြီးတော့ သူ့တပည့်တွေစီကိုပေးထားတယ်လို့သိရပါတယ်။နယ်မြေစစ်တပ်ကအကြီးဆုံးဗိုလ်မှူးရဲ့အမိန့်နဲ့လည်းလုံနေတာရက်ရွာတွေအပေါ်မှာသူ့ရဲ့နာမည်မဖော်ဘဲနဲ့ကြိုးကင်နေသူတဦးဖြစ်ပါတယ်။ပြူစောတီအဖွဲ့မှာလည်းခွန်ရောက်ကိုသူကခေါင်းဆောင်ပါတယ်။အုတ်ချုပ်ရေးပိုင်းမှာလည်းအဖွဲ့ဝင်လို့သိရပါတယ်။မီးကော်မတီမှာလည်းဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ရှိထားတယ်လို့ BDZM GBK PDF ကတာဝန်ခံရဲဘော်တေးစားမင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတန်းကောလင်းနယ်အနောက်ချမ်းလူစီကားရနေရာတွေနဲ့ကုံကားတွေခရီးတဲ့ကားတွေဖြတ်တန်းသွားလာနေတဲ့နေရာတွေကိုစစ်ကောင်စီအုပ်စုကရွေကျက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုဟာကောလင်းနယ်အနောက်ချမ်းကအရသာ area တွေကိုဒီကနေ့နိုဝင်ဘာလ30ရက်နေ့မနက်ပိုင်းမှာနှစ်ကြိမ်ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့နိုဝင်ဘာလ29ရက်နေ့ညပိုင်းကလည်းဘုံကျဲတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်မနေ့ကညကဆိုရင်စုစုပေါင်း3ကြိမ်ရှိသွားပြီညကတော့အဲ့ဒီလမ်းပိုင်းမှာ16ချောင်းနဲ့ စင်ကောင်းရွာကြားထဲကလမ်းကြောင်းမှာမှန်လုံကားတစီအပြစ်ခံလိုက်ရတယ်လို့ဒေသခံအမျိုးသားတူကပြောပါရယ်စစ်ကောင်စီအုပ်စုကနိုဗ ెంబ ာလ29ရက်နေ့ညပိုင်းမှာ ကားတချို့ဘွမ်းနေနေလို့တန်းစီပြီးတော့စောင်းဆိုင်ရန်နာထားရတဲ့အချိန်လူအစုလိုက်အပြုတ်လိုက်ရှိနေတုန်းမှာရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ကံကောင်းလို့ရက်သားပြည်သူတွေထိမှန်ခဲ့တာမရှိဘဲမှန်လုံကားတစ်စီးနဲ့စီကားတစ်စီးတို့ထိခိုက်ပြီးတော့ပျက်စီးသွားတယ်လို့သိရပါတယ်ဘွမ်းနေနေတဲ့အချိန်မှာကားတန်းတွေကများနေတာပေါ့ကားတန်းများနေတဲ့အချိန်မှာပြစ်တာစီကားတစ်စီးရဲ့မှန်လုံကားတစ်စီးရဲ့ထိခိုက်ခဲ့တယ်လို့ဒေသခံတအူးကပြောပါတယ်အခုလိုမျိုးစေကောင်းစီအုပ်စုကဘုံကျဲတိုက်ခိုက်နေတဲ့နေရာဟာ ကောလင်းနဲ့အရှိချမ်းနဲ့အနောက်ချမ်းကိုစက်တွယ်ပေးထားတဲ့လမ်းပိုင်းနေရာဖြစ်သလိုကံဘလူကျွန်းလှပင်လယ်ဘူးနဲ့ဖောင်းပြင်စတဲ့မြို့နယ်တွေနဲ့ပါချိတ်ဆက်သွားလာလို့ရတဲ့လမ်းပိုင်းဖြစ်တယ်မို့လို့ အဲ့ဒီလမ်းပိုင်းကိုထိမ့်ချုပ်အထိုင်ချဖို့အတွက်နယ်မြေရှင်းလင်းရေးအတွက်ဘုံကျဲနေတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ကောလင်းမျိုးသိန်းတိုက်ပွဲဖြစ်ပွားကြတဲ့ကမျိုးကန်တွေဟာကောလင်းရဲ့အနောက်ချမ်းကိုစစ်ဘေးတိမ်းရှောင်နေကြပြီးတော့ကောလင်းအနောက်ချမ်းတချို့နေရာတွေမှာဈေးဆိုင်နှန်းနေနဲ့လူစီကားရနေရာတချို့ရှိလာခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီအုပ်စုကကောလင်းအနောက်ချမ်းကိုမကြာခဏဘုံကျဲပစ်ခတ်လေရှိပြီးတော့အခုလိုဘုံကျဲပစ်ခတ်တာဟာလူစီကားတာကိုမလိုလားတာကြောင့်ဘုံကျဲတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ဒေသခံတအူးကပြောပါတယ်။ ဒီဘက်ကိုသူတို့တွေတိုက်ခိုက်တယ်ဆိုတာကဒီဘက်မှာကလူစီကားနေတာပေါ့လွတ်လွတ်လပ်လပ်နေလို့ရတယ်ပေါ့အဲ့ဒီလိုဆိုရင်သူတို့ကစီရင်စီတဲ့နေရာကိုလိုက်လုတယ်ပြီးတော့ကုန်စီစီးဆင်းမှုကိုလည်းဖျက်တောက်တဲ့သဘောပဲလို့ကောလင်းမြို့နယ်ဒေသခံအမျိုးသားတို့ကပြောပါတယ်ကောလင်းနယ်အနောက်ချမ်းကလူစီကားရနေရာတစ်ခုဖြစ်တယ်အောက်ကန်ရွာကိုပြီးခဲ့တဲ့ အော်တိုဘားလာ22ရက်နေ့မှာစစ်ကောင်စီအုပ်စုကလေးချောင်းကနေဘုံကျဲခဲ့တာကြောင့်ဒေသခံ3ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူတွေလည်းရှိခဲ့တယ်လို့သိရပါဗါးကောလင်းမြို့ကိုတော်လိုင်းအင်အားစုတွေကအမတ်တက်စစ်ဒေသရဲ့ဥဆောင်မှုနဲ့2023ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာအလုံးစုံတိမ့်ပိုက်နိုင်ခဲ့ပေမဲ့3လကအကြာ2024ခုနှစ်ဇန်နဝါရီလထဲမှာစစ်ကောင်စီအုပ်စုကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်တော်လိုင်းအင်အားစုတွေကကောလင်းမြို့ကနေပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ